အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အပြူပြားလေးတယောက်သူ့အဖေရဲ့အကျွေးလေးကိုဆက်ဖို့အတွက်အသက်60အရွယ်ဖိုးကြီးကိုလက်ထပ်ဖို့အတွက်ရောင်းစားခံရတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခြင်းပါတယ်အင်ဂျလာဆိုတဲ့မျိုးသမီးကတော့ငယ်ရွယ်ပြီးလှပသူတူဖြစ်ပေမဲ့အခုချိန်မှာအဖေဖြစ်သူရဲ့အကျွေးကိုဆက်ဖို့အတွက်အသက်60နီးပါးရှိပြီဖြစ်တဲ့အမျိုးသားတယောက်ကိုလက်ထပ်ရတော့မှာပဲဖြစ်ပါတယ်ဒီအသက်ကြီးတဲ့မျိုးသားနာမည်ကတော့ပေးရဖြစ်ပြီးမျက်နှာမှာလည်းအမှားရွတ်တွေရှိနေခဲ့တဲ့ပြင်ဒီနေ့မှငွေကြေးကြွယ်ဝမှု တကူအာနာအလွန်ရှိတဲ့လူတစ်ယောက်လည်းဖြစ်နေခဲ့ပါတယ်။ဒီလူကြီးနဲ့လက်မထက်ခြင်းနဲ့အင်ဂျင်လာကတော့သူမဘွားရဲ့အနာဂတ်ကိုစဉ်းစားရင်စိတ်ညစ်နေတဲ့အတွက်လောကကြီးကမတရားဘူးလို့ဆိုကအော်ဟစ်ငိုကြွေးနေခဲ့ပါတယ်။မကြခင်ချိန်လေးမှာတော့သူမရဲ့ဝမ်ခွဲအကူတယောက်ရောက်လာခဲ့ပြီးတော့သူမကိုအသက်အရွယ်ချုံမောလှပမှုတွေကအရေးမကြီးကြောင်းနဲ့ငွေကြေးပါဝါအာနာကအရေးကြီးတဲ့အတွက်ဒီလူကြီးကိုလက်ထပ်ဖို့အတွက်ဖြောင်းပြခဲ့ပါတယ်။ဒီအရာကိုလက်မခံနိုင်တဲ့အင်ဂျင်လာတယောက်သူမကိုတိတ်တကူချစ်နေတဲ့မြင်းလေသမားကြီးကိုရောက်လာခဲ့ပြီးတော့ အကြောင်းအရာတွေအားလုံးကိုရေဖွင့်ပြောဆိုနေခဲ့ပါတယ်။ဒီအသက်ကြီးကြီးလူကြီးနဲ့လက်မထက်ခြင်းနဲ့အင်ဂျင်လာကဒီနေရာကနေအဝေးဆုံးသူမကိုခေါ်ဆောင်သွားပေးဖို့တောင်းဆိုခဲ့ပေမဲ့ညီလေးသမားကလည်းတရေပေါကြောင်နေလို့သူမရဲ့ဆန္ဒကိုညှိမဲ့ခဲ့ပါတယ်။နောက်ဆုံးကြံရမရတဲ့အင်ဂျင်လာကတော့သူမဘွားရဲ့အပြုတ်ဘွားလေးကိုဒီမြင်းလဲသမားကိုပေးဖို့အတွက်ဆုံးဖြတ်လိုက်တဲ့အခါအစာပိုင်းမှာတော့ညှင်းဆက်နေခဲ့ပေမဲ့အင်ဂျင်လာရဲ့အလားတရားလေးကိုမညှင်းဆက်နိုင်လို့ကောင်းကင်ရောက်လာတဲ့အချိန်အင်ဂျင်လာရဲ့အဖေရောက်လာခဲ့ပါတယ်။ အနူလက်နဲ့ရွှေကောက်ကိုနိုင်ချင်တဲ့မြင်းလင်းသမားကိုအရှင်မထားဘူးဆိုပြီးတော့ဓာတ်ကိုဆွဲထုတ်လိုက်ခဲ့ပေမဲ့အင်ဂျင်လာကဒီအခြေအနေကိုတားဆီးဖို့အတွက်မြင်းလင်းသမားကိုအသက်ရှင်ခွင့်ပေးရင်မင်္ဂလာပွဲကိုဆက်လက်ကျင်းပမယ်လို့အပေးယူလုပ်လိုက်တာပါရွေးချယ်စရာမရှိတော့တဲ့အင်ဂျင်လာတယောက်မင်္ဂလာဝေါ်ရင်တဲ့သူသူမရဲ့အနာဂတ်ခွင့်ပွန်းလောင်းပေးရတဲ့တွေးဆောင်ခဲ့ပါတယ်အသက်60နီးပါးပေးရကတော့သူမထင်သားသလိုပဲမျက်နှာမှာအမာယုံနဲ့ရုပ်ဆိုးတဲ့ပြင်ခြေထောက်ကလည်းထွန်းနဲ့ထွန်းနဲ့ဖြစ်နေတော့သူမအတွက်စိတ်သက်အလွန်ကြားနေခဲ့ရပါတယ် မင်္ဂလာဝဲဖြတ်သိမ်းဖို့ဇွဲမလျှော့သေးတဲ့အင်ဂျင်လာတယောက်သူမရဲ့အပြစ်နာစာတွေအလုံးကိုစီရင်ပြုစုပြီးပေရက်ကိုပေးခဲ့ပြီမယ်ဂီယူမဆိုင်ပဲအခမ်းအနားကိုဆက်လုပ်ဖို့ကိုသာတောင်းဆိုခဲ့ပါတယ်မင်္ဂလာအခမ်းအနားလေးမှာတော့ပေရက်ပြင်ဆင်ပေးထားတဲ့မင်္ဂလာဝတ်စုံကိုမွဲ့ပဲပေရက်ကိုဒေါသထွက်စေခဲ့ပြီမယ်ပေရက်ကတော့စိတ်မပြတ်တဲ့အပြင်သူမရဲ့ခက်ဆူဆူအပြုမှုလေးကိုသဘောကျစွာနဲ့ပဲအခမ်းအနားကိုဆက်လက်ကျင်းပခဲ့ပါတယ်မင်္ဂလာဆောင်ဦးညားကတော့ပေရက်အတွက်တက်ကြွနေပြီမယ်အင်ဂျင်လာက အိမ်ကန်ထဲကိုမွေးနိုင်အောင်ဒီအမျိုးမျိုးနဲ့ကြံစီခဲ့ပေမဲ့ဗီဒီယိုထဲကနေအထဲကိုရအောင်ဝင်ခဲ့ပါတယ်တကယ်တော့ဒီဗီဒီယိုကလှုပ်ဝက်ဥမင်လိုင်ကောင်ဖြစ်နေပါတယ်အန်ဝေါ်သွားတဲ့အင်ဂျလာကတော့သူမကိုအတင်းကျပ်လုပ်ယူခဲ့ရင်တော့သူမရဲ့အချစ်ကိုမရပဲခနာကူကူသာရမယ်လို့မြမာကဆက်ဆန်ဆူလိုက်ပေမဲ့ဘေးရက်ကတော့မင်းသာမိစိမပြရင်လက်တော့မကင်ပါဘူးလို့အမတ်တွေစူးလိုက်တော့သူမလည်းကြွေးကျင်သလိုဖြစ်သွားပြန်ပါတယ်အချစ်ကြီးလို့နဲ့ဘေးရက်ကတော့အင်ဂျလာကိုသူ့ရဲ့လှုပ်ဝက်ရွှေတွင်းစီခေါ်သွားပေးခဲ့တဲ့အခါမှာ ပေးရတဲ့အောင်ဘာကြောင့်ဒီမျိုးမှာအချမ်းသာဆုံးဖြစ်နေရတာလဲဆိုတာကိုသူမှနားလည်သွားခဲ့ပါတယ်။တကယ်တမ်းပြောရရင်ဒီအဆုံးမရှိရဲ့ရွှေတင်းကိုဘီရင်ကတော့ပိုင်ဆိုင်ခြင်းနေခဲ့တဲ့အတွက်ပေးရအတွက်အလွန်ဩဇာညောင်းနေခဲ့ရတာလည်းဖြစ်ပါတယ်။ဒီလိုဝက်ချက်တွေကိုထုတ်ပြလိုက်ပြီးတဲ့နောက်မှာတော့အင်ဂျလာတယောက်ပေးရရဲ့အချက်ကိုယုံကြည်လာသလိုဖြစ်ခဲ့ပြီးတော့သူ့ဘက်ကနေမိစိန်ပြတော့မယ့်အနေထားကိုဖြစ်လာခဲ့ပါတယ်။အချက်ကြီးလုံးနဲ့ပေးရတယောက်ကတော့အင်ဂျလာရဲ့အကြောင်းကိုပုံမူသိရဖို့အတွက်အစီကံတယောက်ကိုဆေးလုပ်ပြီးတော့အကြောင်းဆုံးကိုစုံစမ်းခိုင်းလိုက်တဲ့အခါ အကိုဖြစ်သူကိုသူမအသက်16နှစ်တည်းကရှာဖွေနေရဲဆိုတာကိုသိလိုက်ရပါတယ်။နှအိုမျက်နှုတ်ကြိုက်လေးပေးရကတော့ကောင်မလေးရဲ့အချစ်ကိုရဖို့ရွှေတင်ကလည်းအများကြီးနဲ့အတူနှစ်ပေါင်းများစွာတင်စီစားတဲ့ပင်လယ်သွားမြေပုံကိုပါသူမရဲ့အကိုရှာပုံတော်ဖွင့်ဖို့အတွက်ပေးခဲ့ပါသေးတယ်။ပေးရဲ့ဒီလိုမျိုးကျင်နာမှုနုညံ့မှုဂရုစိုက်မှုတွေကအင်ဂျလာရဲ့နှလုံးသားကိုပျော့ပြောင်းသွားစေခဲ့တဲ့အတွက်မျက်ရည်တွေတောင်ကျကုန်ပါလေ။ပင်လယ်သွားမြေပုံကိုတင်းတင်းကြပ်ကြပ်ဆုံးကိုင် ရှာပုံတော်ခီးစဉ်ကိုစတင်ဖို့လုပ်တဲ့ချိန်မှာပဲပေရရဲ့အခန်းကနေကျဲလောင်တဲ့ပောက်ကွေးတန်ထွက်ပေါ်လာခဲ့ပါတယ်။ထိမ့်လန့်သွားတဲ့သူမကလည်းအလင်းမြန်သွားကြည့်လိုက်တဲ့အခါကျမ်းပြပေါ်မှာလဲကျနေတဲ့အဖိုးကြီးပေရကိုတွေ့လိုက်တော့သူမအတွက်အလွန်ဝမ်းနဲ့သွားခဲ့ရပါတယ်။ဖခင်ကျွေးမူအတွက်သူမကိုရောင်းချခဲ့ပေမဲ့အခုချိန်မှာပေရရဲ့နာကျင်မှုတွေကြောင့်သူမလည်းအဖိုးကြီးကိုတကယ်ချစ်နေပြီဆိုတာကိုနားလည်သွားပြီးတော့နှစ်ဖူးလေးကိုပထမအုံဆုံးအနေနဲ့အနမ်းပေးခဲ့လိုက်ပါတယ်။ပောက်ကွေးမှုဖြစ်ပြီးရက်အနည်းငယ်ကြာမှာ ပေရရဲ့ဒဏ်ရာတွေကပြန်တက်တလာတော့အိမ်မှာပါတီကြီးတစ်ခုကျင်းပခဲ့ပါတယ်။ဒီပါတီပွဲမှာသူ့ဇနီးဖြစ်တဲ့အင်ဂျလာတယောက်နောက်ဖေးရေပန်းဦးရဲ့မှာကောင်လေးတယောက်နဲ့လှုပ်ဝက်တွေးဆုံနေတယ်ဆိုတဲ့အမည်မဖော်လိုသူရဲ့စာစောင်းကိုရခဲ့ပါတယ်။တဝင်းတူနေတဲ့ပေရတယောက်ဒီနေရာကိုတွားကြည့်လိုက်တော့တကယ်ပဲယောက်ျားလေးတယောက်နဲ့စကားပြောနေတာကိုတွေးလိုက်ရပါတယ်။တကယ်တော့အင်ဂျလာကပေရလိုမျိုးအနေရကြောက်နေပြီဆိုတဲ့စာစောင်းကိုရရှိပြီးတော့ဒီပြဿနာကိုဖြေရှင်းဖို့ဒီယောက်ျားလေးတယောက်နဲ့တိုက်ပင်နေခဲ့တာဖြစ်ပါတယ်။ ဒီအခြေအနေကိုချက်ချင်းရှင်းပြခဲ့ပေမဲ့အချက်မုံနေတဲ့ပေရက်ကနားမထောင်ပဲဒီအမျိုးသားကိုဓာချင်းရှင်ကုတ်ဖို့ဟူတာစိန်ခေါ်ခဲ့ပါတယ်တကယ်တော့ဒီအမျိုးသားက ပေရက်ကိုဓာချင်းရှင်မြိုင်မှုနဲ့အတူအစုံသက်ဖို့အထိအရာအားလုံးကိုစီစဉ်ထားခဲ့တာပါဒါ့ဘက်မမျော်လင့်ထားတာကတော့ပေရွက်ဟာအသက်60နီးပါးရှိပြီးခြေထောက်ကမတန်ပေမဲ့အမကန်ဓာချောင်းရည်သူဖြစ်နေတော့ဒီအမျိုးသားပဲနောက်ဆုံးမှာဘဝနေကုန်ချုပ်သွားရပါတယ်ဒီလောက်ရကြောက်ပဲအင်ဂျယ်လာတယောက်အဖိုးကြီးပေရွက်ကိုဘဝကြီးတစ်ခုလုံးပုံပေးဖို့ဖြစ်လာခဲ့ပါတယ် အကြောင်းကတော့သူ့ဘဝအတွက်အန္တရာယ်ပေးမဲ့သူကိုယ်တော်အတက်ကိုပဒနာမထားပဲဓာချင်းရှင်ကုတ်ခဲ့တဲ့တော့ဒီလူရဲ့အချက်ကသူ့အတွက်အတိုင်းစားမရှိဘူးဆိုတာကိုနားလည်သွားခဲ့လို့ပါအဲနောက်တော့သူတို့လက်ထပ်ပြီးသုံးလကြအင်ဂျလာနဲ့ပေးရတို့ရဲ့တကယ့်ဇနီးမောင်နှံအဖြစ်ပထမအုံဆုံးညာလေးကိုဖြတ်တန်းလိုက်ကြပါတယ်နှစ်တွေမြင်မြန်ဆန်ဆန်ကုန်လွန်ပြီးတဲ့နောက်မှာတော့ကလေးတွေနဲ့အတူသူတို့ဇနီးမောင်နှံဟာငြိမ်းချမ်းပျော်ရွှင်တဲ့ဘဝကိုနေထိုင်ခဲ့ကြပါတယ်တစ်ဖက်မှာလည်းသူတို့ရဲ့မိသားစုဘဝကိုပျက်စီးစေဖို့နဲ့ ပေရက်ရဲ့အဆုံးမရှိတဲ့ရွှေတွင်းကြီးကိုလိုချင်နေတဲ့အတွက်ကြံစီနေတဲ့အခြေအနေကလည်းရှိနေပြန်ပါတယ်။ဒီနေ့မှာတိုင်းပြည်ရဲ့ဘင်းကြီးတပါခီးသွိုင်းအင်ဂျလာနဲ့ပေရက်တို့ရဲ့ရဲတိုက်မှာ အနားယူဖို့ဆုံးဖြတ်ခဲ့တဲ့အတွက်ပေရက်တို့ဇနီးမောင်နဲ့လည်းဘင်းကြီးကိုကြိုးဆိုခဲ့ကြပါတယ်။တကယ်တော့ဘင်းကြီးကလည်းပေရက်ရဲ့အဆုံးမဲ့ရွှေတွင်းကြီးကိုလိုချင်တဲ့အတွက်ပေရက်စီကိုရောက်လာခဲ့တာဖြစ်ပါတယ်။ညစာစားပွဲနဲ့ဧည့်ခံတဲ့အချိန်ဘင်းကြီးကစစ်ပွဲတွေကြောင့်ငါတို့နိုင်ငံဆင်းရဲသွားတာဖြစ်ကြောင်းအစချီပြီးစကားပြောလိုက်တဲ့အချိန် အခြေအနေကိုနားလည်တဲ့ပေးရက်ကဘီရင်ကြီးကိုသူ့ရဲ့အဆုံးမရှိရွှေတွင်ကြီးကိုအလိုရှိသလိုတုံးဆွဲဖို့အတွက်ခွင့်ပြုပေးလိုက်ပါတယ်ရွှေတွင်လောက်ကနေရာကိုရောက်တဲ့အခါရွှေတွင်လောက်ကကိုရောက်ဖို့အတွက်အောက်ကိုကျိုးနဲ့ဆင်းရတဲ့အတွက်ဘီရင်ကြီးနဲ့စက်တီကျိုးနဲ့အောက်ကိုဆင်းလိုက်ပါတယ်ဖြစ်ချင်တော့ပေးရက်ကိုလှုပ်ချက်မှုအတွက်ငားရမ်းထားတဲ့လူအတွက်အခုရေးဖြစ်လာခဲ့ပါတယ်အကြောင်းကတော့ဘီရင်ကြီးရဲ့အောက်ဆင်းတဲ့ကျိုးကိုမတော်စားဖြစ်အောင်လှုပ်လိုက်မှုပါပေးရက်ကဒီအခြေအနေကိုတစ်သားချောင်းတစ်ချောင်းနဲ့ဘီရင်ကိုကယ်လိုက်နိုင်ပေမဲ့ အမျက်တော်ထွက်သွားတဲ့ဘင်းကဒီနေရာကနေလက်ထွက်သွားခဲ့ပါတယ်ဖြစ်ကျင်တော့လုံးကျန်တဲ့လူကိုဘင်းရဲ့တက်တော့ဆောက်တွေကဒီနေရာမှာနေအပြက်ရှင်းလိုက်တော့ပြဿနာကပုံမရှုပ်သေးသွားခဲ့ရပါတယ်ညာပိုင်းမှာတော့ဘင်းကြီးရဲ့ညီဖြစ်သူကဂိုင်းချုပ်ဖုံးတော်ကြီးကိုရွှေတွင်းမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းကပေရက်ရဲ့စန့်ကျင်တဲ့အကြံစီတွေဖြစ်ကြောင်းတွေးထိုးလိုက်တော့ပေရက်ကိုဖမ်းဆီးဖို့ဖြစ်လာခဲ့ပါတယ်ဘင်းကိုအမြဲတစ္ဆာခံထားတဲ့ပေရက်ကတော့ရဲမက်တွေလာဖမ်းခဲ့ကြတာအောင်သူ့ရဲ့အပြစ်ကင်းမှုကိုဘင်းနားလေပါလိမ့်မယ်ဆိုပြီးတော့ခုခံခြင်းမရှိပဲ အေးအေးဆေးဆေးအဖမ်းခံခဲ့ပါတယ်။ယောက်ျားအဖမ်းခံလိုက်ရပြီဖြစ်ကြောင်းသိလိုက်ရတဲ့အင်ဂျလာကတော့အာနာရှိရဲ့မိစွေတွေအားလုံးစီကနေအကူအညီရဖို့ကြိုးစားခဲ့ပေမဲ့ဆွေရှိမှမျိုးတော်မဲဆိုတဲ့ပုံစံမျိုးဖြစ်နေတော့သူမကိုယ်တိုင်ဘရင်ကိုရှောက်ထားဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ပယ်ရင်မျိုးကိုရောက်သွားခဲ့ပေမဲ့ဘရင်နဲ့တွေ့ဖို့နေရတာနန်းတော်ထဲဝင်ဖို့တောင်အတော်လေးအခက်တွေ့နေတဲ့အင်ဂျလာကတော့သူမရဲ့တငယ်ချင်းနဲ့တိုင်ပင်ကြီးလိုက်တော့ရှင်းနေတရားငါးဖို့ကိုအကြံပေးခဲ့ပါတယ်။တချိန်တည်းမှာပဲထောင်ထဲရောက်နေတဲ့ပေရွက်က သူ့ရဲ့ချမ်းသာကြွယ်ဝမှုရဲ့သုံးပုံတစ်ပုံကိုဘရင်ကိုပေးမယ်လို့ကတိပြုတဲ့စာချုပ်တစ်ခုကိုလက်မှတ်ထိုးခဲ့ပြီးတော့သူ့ရဲ့တစ္ဆာရှိမှုနဲ့အပြည့်ကင်းမှုကိုတတ်သိပြခဲ့ပါတယ်။အန်ဂျယ်လာကတော့သူ့ယောက်ျားအတွက်လိုက်ပေးမယ့်ရှင်းနေတွေကိုတယောက်ပြီးတယောက်လိုက်ရှာခဲ့ပေမဲ့ဘရင်ကိုယ်တိုင်အမိန့်ပေးရတဲ့အမှုဖြစ်နေလို့အားလုံးကနှာခေါင်းရှုံနေကြပါတယ်။အဆုံးမှာတော့အန်ဂျယ်လာကတရားမျှတမှုအတွက်အမြဲတမ်းယက်တည်ခဲ့ဘူးပေမဲ့အာနာရှိသူတွေကြောင့်ဘေးဘက်ထားခံရတဲ့ရှင်းနေတူကိုရှာတွေ့ခဲ့ပါတယ်။ဖြစ်ရှင်တော့ဒီလူကတချိန်ကတရားမျှတမှုအတွက် တိုက်ပွဲဝင်ခဲ့ဘူးသူဖြစ်နေတော့မှန်တာပြောရင်ရွာပြင်ရောက်တယ်ဆိုတဲ့စကားအတိုင်းအခုချိန်မှာအရဲရဲ့ကြေးကျုံတယောက်ဖြစ်နေခဲ့ပါတယ်အစပိုင်းတော့အရဲသမားဖြစ်နေတဲ့ရှင်းနေကိုအင်ဂျင်လာကလက်မခံခြင်းပေမဲ့ယောက်ျားကိစ္စကပိုရေးကြီးနေတော့ဒီအရဲသမားရှင်းနေရဲ့ဆုံးဖြတ်ချက်ကိုပဲလက်ခံခဲ့ရပါတယ်အမှုကိုရင်ဆိုင်ဖို့တရားရုံးကိုရောက်တဲ့အခါမှာအမှန်တရားကိုမျက်နှာတက်တဲ့ရှင်းနေကအကွက်ကြက်ကြထောက်ပြခဲ့ပေမဲ့ဘင်းရဲ့အမိန့်ဖြစ်နေတော့တဲတဲ့ရင်သွန်သွန်လိုဖြစ်နေရပါတယ်တရားရုံးပြီးတော့လူတစ်ယောက်ကဒီအမှုကိုစက်မလိုက်ဖို့အတွက် ချင်းရောက်ခံရမှုနဲ့တူငွေကြေးအများကြီးနဲ့ကန့်လန့်ခံခဲ့ရပေမဲ့အမှန်တရားအတွက်ဆိုအမြဲယူသားရမယ်လို့လက်ကင်ထားတဲ့အမှုသမားရှိနေကတော့ငင်းဆန်လိုက်ပါတယ်။ရပ်ပေါင်းများစွာစူးစမ်းပြီးတဲ့နောက်အင်ဂျလာဟာနောက်ဆုံးတော့အင်ရှင်မင်းသားနဲ့တွေ့ဆုံမှုအခွင့်အရေးရခဲ့ပါတယ်။တကယ်တော့အင်ရှင်မင်းသားကဘီရင်ကိုတတ်ဖို့စူးစမ်းနေခဲ့တဲ့နောက်ွယ်ကလူဖြစ်နေခဲ့ပြီးတော့ပေးရအတွက်ကတော့ဘီရင်နဲ့မင်းသားကြားမှာပုံတကောင်ဖြစ်ဂျားညက်သွားခဲ့ရတာပါ။အခြေအနေကိုမသိတဲ့အင်ဂျလာကမျက်ရည်များစွာနဲ့အကူအညီတောင်းပြီးတဲ့နောက်မှာတော့ အကောက်ချံကိုစဉ်းစားနေတဲ့မင်းသားကသူမကိုဂတိတွေပေးပြီးတော့ပြန်ခိုင်းလိုက်ပါတယ်။အင်ဂျလာပြန်ဖို့အတွက်အစီကံတရားကိုလိုက်ပို့နေတော့ရုတ်တရက်ဓာတ်ချောင်းဝင်လာပြီးတော့အစီကံရဲ့အသက်ကိုနှုတ်ယူသွားခဲ့ပါတယ်။ကြောက်လန့်သွားတဲ့အင်ဂျလာကလည်းဒီနေရာကနေအမြန်ပြေးလိုက်ပြီးတော့သူ့အကိုဝမ်ခွဲစီကိုအလင်းအမြန်ပြေးပြီးတော့အကူအညီတောင်းခဲ့လိုက်ပါတယ်။တကယ်တော့မင်းသားကဒီအမှုကိုစက်မလိုက်နိုင်အောင်အင်ဂျလာကိုအပြက်ရှင်းပြစ်ခိုင်းလိုက်တာဆိုပေမဲ့မှားပြီးတော့အစီကံကိုရှင်းပြစ်လိုက်မိတာဖြစ်ပါတယ်။အင်ဂျလာရဲ့ဝမ်ခွဲအကူရဲ့အကူအညီနဲ့ ီနေရာကနေလွမြောက်လာခဲ့ပြီးတဲ့နောက်သူမအတွက်ဒီနေရာကအတော်လေးကိုအန္တရာယ်များတယ်ဆိုတာကိုနားလေသွားခဲ့ရတော့ညာရင်းချင်းထွက်ပြေးဖို့စီစဉ်ခဲ့ပါတယ်။ဒါမှမဟုတ်လေမင်းသားကသူမကိုအလွတ်မပေးချင်တာကြောင့်လှုပ်ကြတဲ့လူတွေထပ်မံရောက်လာလို့တိုက်ခိုက်မှုတွေဖြစ်နေစဉ်တွင်ညနေဖုံးဆုတ်ထားတဲ့လူတယောက်အင်ဂျလာတို့ကိုကူညီပေးခဲ့ပါတယ်။တိုက်ခိုက်မှုတွေကြောင့်ကနေအင်ဂျလာကလွမြောက်သွားခဲ့ရပေမဲ့လမ်းတနေရာမှာလှုပ်ကြတဲ့လူတယောက်ဖမ်းဆီးတာကိုခံလိုက်ရပြန်ပါတယ်။နာဘူးကောင်လှုပ်ကြံသမားကအင်ဂျလာရဲ့ချုံမိုးတဲ့ရုပ်ရည်ကိုမြင်ပြီး ူမကိုမတက်ခင်မရင်းရင်ကြစ်ဖို့တော့အရင်ကြိုးစားခဲ့ကြပါတယ်။တန်ကောင်းကျင်တော့သူမအကူနဲ့မျက်နှာဖုံးစွန့်လူကအချိန်မီရောက်လာလို့အဲ့လိုမှမဟုတ်ရင်တနာယူလက်အောက်မှာတစားစီဖြစ်တော့မယ့်အခြေအနေပါ။သူတို့လိုမြောက်ခဲ့တော့ကျေးဇူးတင်တဲ့အနေနဲ့စွန့်စားတဲ့သူကိုပတ်ဆိုင်ရေးတလုံးပေးဖို့ကြိုးစားခဲ့ပေမဲ့စွန့်စားသူကညစ်မဲ့ခဲ့ပါတယ်။သူ့အတန်ကအင်ဂျလာအတွက်ထူးဆန်းစွာရင်းနှီးနေခဲ့တဲ့အတွက်သူမကိုထူးဆန်းတဲ့ခံစားချက်တစ်ခုကိုပေးခဲ့ပါတယ်။လုံးချက်သူတွေလက်ကနေလွတ်မြောက်လာပြီးတဲ့နောက်မှာတော့ သူမအခြေအနေအားလုံးကိုနားလည်သွားခဲ့ရတဲ့အတွက်ဒီပြဿနာရဲ့အရင်းမြစ်ဟာမင်းသားလေးနဲ့ဂိုင်းချုပ်ဖုံးတော်ကြီးတို့ပါဝင်နေတယ်ဆိုတာကိုသိလိုက်ရပါတယ်။အဲနောက်တော့လောက်ကျန်သူတွေမရိပ်မိအောင်သူမရဲ့သဘင်ပုံစံကိုအနိုင်ရောင်အဖြစ်ပြောင်းလဲလိုက်ပြီးတော့သူမရဲ့ရှင်းနေကိုအရာအားလုံးကိုအကြံတောင်းခဲ့ပါတယ်။ရှင်းနေကတော့အင်ဂျလာကိုယောက်ျားဖြစ်သူပေးရနဲ့တွေ့နိုင်ဖို့အတွက်ထောင်ဆောင်တွေကိုလက်ထိုးထောင်ထဲကိုရောက်လာခဲ့တဲ့အခါသူမရဲ့ယောက်ျားကိုနှိပ်စက်ထားကြတာကိုမြင်တွေ့လိုက်ရတော့အတော်လေးစိတ်ထိခိုက်သွားပါတယ်။ ဒီမြင်ကွင်းကြောင့်သူမရဲ့စိတ်ထဲမှာလည်းယောက်ျားဖြစ်သူရဲ့တရားမျှတဖို့အတွက်ပူပြီးတော့ဆရာထက်ထန်စီခဲ့ပါတယ်။အဲနောက်တော့အင်ဂျလာနဲ့သူမရဲ့အကိုတို့ခိုင်းချုပ်ဖုံးတော်ကြီးအိမ်ထဲကိုခိုးဝင်ပြီးတော့အထောက်သားတွေကိုရှာဖွေကြည့်လိုက်တဲ့အခါမင်းသားလေးနဲ့ခိုင်းချုပ်ဖုံးတော်ကြီးတို့ဘရင်ကိုလောက်ကြံမဲ့စားစားဆောင်ကိုတွေးလိုက်ရလို့ယူလာခဲ့လိုက်ပါတယ်။အထောက်သားတေးကြနေပြီဆိုတော့ဘရင်စီကိုတင်ပြဖို့အတွက်အမတ်ကြီးစီဥတိုက်လျှောက်ထားတဲ့အခါအရာအလုံးနားလေသွားတဲ့အမတ်ကြီးကလည်းအင်ဂျလာကိုနန်းတော်ထဲကိုအင်ဘော်အဖြစ်ဟန်ဆောင်ပြီးတော့ ခေါ်ခဲ့ပါတယ်။နောက်ဆုံးတော့အင်ဂျလာဟာယောက်ျားဖြစ်သူရင်ဆိုင်နေရတဲ့မတရားမှုအကြောင်းဘင်းကိုတင်ပြဖို့အခွင့်အရေးရသွားတဲ့အတွက်ဘင်းကလည်းဒီလောက်ချက်ရေးစာကိုဖတ်ပြီးတော့ဒေါသထွက်နေခဲ့ပါတယ်။ဒါပေမဲ့တိုင်းပြည်ရဲ့စိတ်ရင်မှုကြောင့်ပြည်သူတွေကိုယုံကြည်မှုနည်းနေတဲ့အခြေအနေမှာညီတော်မင်းသားဟူတာအပြစ်ပေးလိုက်မယ်ဆိုရင်တိုင်းပြည်ရဲ့အုပ်ချုပ်မှုကဖျော်ဖြေဖြစ်သွားနိုင်တာကိုစဉ်းစားမိပြီးတော့ဒီလောက်ချက်ရေးစာကိုလည်းအတုလို့ကြေညာပြီးတော့မီးရှို့လိုက်ပါတယ်။ဘင်းရဲ့ပါဇက်ကထွက်တဲ့စကားဖြစ်တဲ့ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကိုကာကွယ်ဖို့အတွက်ပေရက်ကိုစတင်ရမယ်ဆိုတဲ့စကားဟာအင်ဂျလာအတွက်အလွန်ခံစားစေခဲ့ရပါတယ်။နောက်ဆုံးမှာတော့ဘရင်ကိုတပ်ဖို့ကြိုးစားမှုအပအဝင်ပုံကံမှုစီစဉ်မှုတွေကြောင့်ပေရက်ကိုမိရှို့တပ်ဖို့စီရင်ချက်ချမှတ်ခဲ့ပါတယ်။ဒီလိုမတရားစီရင်ချက်ကြောင့်ယူသားတဲ့ရှင်းနေကလည်းတရားရုံးမှာပြဿနာရှာတောင်းချခဲ့တဲ့အတွက်ယူသားတဲ့ရှင်းနေလည်းထောင်ဒဏ်ဆန်ခဲ့ရပြန်ပါတယ်။အရာအလုံးပျက်စီးသွားတဲ့အင်ဂျလာကတော့သူမရဲ့ခင်မိုးရဲ့မျှတမှုကိုပြန်ယူဖို့အတွက်တခိုးတွေတများတွေနဲ့ ရာဇွေးကောင်တွေပြည်နေတဲ့မန်းချင်းလုံသမားတွေနဲ့အပေးယူလုပ်ခဲ့ပါတယ်ဒါကတော့သူမရဲ့ခင်မုန်းကိုထောင်ထဲကနေကယ်ဆယ်ပေးမယ်ဆိုရင်ပေးရတဲ့ပုံအလုံးတိဆောက်ခဲ့တဲ့ရွှေသွေးလောက်ကွက်တွေကိုမျှဝေပေးမယ်ဆိုတဲ့အပေးယူပဲဖြစ်ပါတယ်ဒီသတင်းကပါရီတစ်မျိုးလုံးကိုပြည့်နှံ့သွားပြီးတော့ရွှေလူချင်နေတဲ့လူများပြားကလည်းထောင်ဖောက်ဖို့အတွက်တာဆူလာခဲ့ကြပါတယ်ဒီနေရာမှာတော့သူမကိုအနေရချားကနေအမြဲကူညီပေးနေတဲ့မျက်နှာဖုံးစွန့်တဲ့လူကိုဘယ်သူလဲဆိုတာဇလန်းစာတော်က သူမကိုချစ်ကြိုက်နေတဲ့မြင်းလေးသမားဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့အခုချိန်မှာသူကဇနီးနဲ့ကလေးလေးရှိနေပေမဲ့အခုချိန်ထိအင်ဂျလာကိုမမေ့နိုင်သေးတဲ့အတွက်အရာအားလုံးကိုအတက်နဲ့ရင်ပြီးတော့ကူညီနေခဲ့တာလည်းဖြစ်ပါတယ်။နောက်စနေမနက်အင်ဂျလာနဲ့မြင်းလေးသမားတို့ဦးဆောင်တဲ့ရာဇဝဲကောင်ဖွဲ့ဟာမြေရောက်ရေမြောင်းတွေကနေတဆင့်ထောင်စီကိုဥတီသွားခဲ့ကြပေမဲ့ပေရက်ကိုကွက်မြက်ဖို့အတွက်ခေါ်သွားကြပြီဖြစ်ပါတယ်။အလာကောင်းပေမဲ့ခါနောင်းသွားတဲ့အင်ဂျလာတို့ဖွဲ့ကကွက်မြက်ပွဲကိုရောက်တဲ့အခါမီးတောင်ကြားမှာပြာဖြစ်နေတဲ့ သူမရဲ့ခင်မွေးအလောင်းကိုကြေခွဲဝမ်းနေစွာတွေးလိုက်ရပါတယ်။တစ်ချိန်တည်းမှာပဲမင်းသားဖြစ်သူကကျူပင်ခုတ်ကျူငုတ်ပါမကြံရှင်းပြရမယ်ဆိုလို့အင်ဂျလာကိုလည်းအပြက်ရှင်းမှုအမိတ်ပေးလိုက်တဲ့အတွက်မင်းသားရဲ့စစ်တီတွေကအင်ဂျလာနောက်ကိုအသေးအံလိုက်လာခဲ့ကြပါတယ်။မင်းသားရဲ့စစ်တီတွေစီကနေအတက်လူထွက်ပြေးရင်မြေတစင်းကိုတွေးလိုက်ရတော့သူမလည်းခဏတာတုံးဆိုင်သွားပြီးတဲ့နောက်ရေမကူးတက်တဲ့အင်ဂျလာကဒီကောင်းလေးလက်ထဲတေးရတာထက်ရေနဲ့တေးရတာကပိုကောင်းတယ်လို့ဆုံးဖြတ်ပြီးမြေသေးကိုဆင်းသွားခဲ့ပါတယ်။ ရင်းနှစ်သွားတဲ့အင်ဂျလာရဲ့အတွေ့အထိမှာတော့အသက်ကြီးရဲ့ယောက်ျားရဲ့အချို့တွေကသူမရဲ့တသက်တာတန်ဖိုးမဖြတ်နိုင်တဲ့ပြင်သူမအတွက်လည်းအရာအားလုံးကောက်ွယ်ပေးခဲ့တဲ့ပေးရနဲ့နောက်ဆုံးသူမဒီလိုဝမ်းနည်းဖွယ်ဆုံးသက်ရလိမ့်မယ်လို့မတွေးခဲ့မိကြအောင်အတွေ့အထိပေါ်လာခဲ့ပါတယ်အင်ဂျလာတယောက်ရေထဲကမျက်လုံးပြန့်ဖွင့်ကြည့်လိုက်တဲ့အခါသူရောက်နေတာနှက်ပြည်လည်းမဟုတ်ဘူးလို့ပေးရအနာလည်းမဟုတ်ပဲသူ့ကိုချိတ်ချစ်နေတဲ့မြင်းနေသမားရဲ့ဘေးမှာဖြစ်နေခဲ့ပါတယ်တကယ်တော့မြင်းနေသမားကသူမကိုဒီမြစ်ထဲကနေကယ်တင်ထားခဲ့တာဖြစ်ပါတယ် သူမကိုကေတင်ငဲယုံတာမကအင်ဂျလာရဲ့ဝမ်ခွဲအကူနဲ့ယူသားတဲ့ရှေ့နေလို့နဲ့ပူပေါင်းပြီးအင်ဂျလာရင်းနဲ့တိတ်ဆုံသွားတဲ့ပုံစံအဖြစ်အမျိုးသမီးအလောင်းကိုဟန်ဆောင်ပေးခဲ့ပါသေးတယ်။အရာအလုံးပြီးဆုံးသွားတော့အာနာအတွက်ဘသူကိုမှမငဲကိုခဲ့တဲ့ဖခင်ကပေရွက်ပိုင်ဆိုင်နဲ့ရဲတိုက်ပြင်သူ့ရဲ့အတိုင်းစားမရှိရွှေတွင်းကြီးကိုလည်းတိတ်ယူလိုက်ပါတယ်။အင်ဂျလာကတော့သူမရဲ့ခလီနှုံးနဲ့အတူပါရီမျိုးရဲ့လမ်းမတွေမှာအင်ယာမဲဘဝနဲ့နေထိုင်ခဲ့ပါတယ်။တနေ့မှာဘင်းတိုင်းကလှည့်လည်နေတော့ ကလေးနှစ်ယောက်ကိုပွေ့ရှိထားတဲ့အင်ဂျင်လာကသူမရဲ့ကလေးတွေကိုဒီရထလုံးတွေကလူကမင်းဖေကိုတတ်ခဲ့တဲ့လူပဲတနေ့ကျမင်းတို့သွေးချေးစပ်ဖို့လိုတယ်လို့ပြောရင်ဇလန်လေးကိုအဆုံးသတ်ထားပါဗျ။ကြီးစုအားပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။